ဟယ်လိုအားလုံးပဲမိင်္ဂလာပါဘူပေါ်မချန်ကနေကြိုဆိုပါရစေဒီဒီဘက်မှာကစားမဲ့ပွဲမှာဒီအာဆင်နယ်နဲ့ချယ်ဆီတို့လိုမျိုးလန်ဒန်ဒါဘီပြိုင်ဘက်တွေကျွန်တော်ပါနေတယ်ဒီပွဲကတော်တော်ကြည့်ကောင်းမယ့်ပွဲပါတော်တော်ကြည့်ကောင်းမယ့်ပွဲပါသူတပင်ချယ်ဆီကတော့4မှာနေရာအတတီကျရဖို့ကြိုးပမ်းနေတယ်လို့အရင်တုန်းကကျွန်တော်အနေနဲ့ Title Race တဲ့အမှန်ကန်ပါခဲ့ပြီမြင်တယ်လို့အခုကလည်း Champions League ဝင်ခွင့်ကိုသာအဓိကအာရုံထားကြိုးပမ်းရတော့မယ့် Arsenal တို့ထိတ်တိုက်တွေးကြတဲ့ပွဲပေါ့ဗျာပထမအကြိမ်မှာတော့ Chelsea ရဲ့ကွင်းမှာတစ်ဖက်ကိုတကူးစီတည်ကြထားခဲ့တာပါဆိုတော့လက်ရှိ Arsenal ကွင်းမှာ Chelsea အနေနဲ့တည်တမှတ်ပြန်ပြီးတော့ယူနိုင်မလားတမမဘုတ်ဆိုလေအရှုံးနဲ့ပဲလှည့်ပြန်ခဲ့ရမလားပေါ့တမမဘုတ်တုံ့မှတ်ရအောင်ဆွန်းဆောင်နိုင်မလားပေါ့ဗျာဒီအဒီချက်စီကွင်းမှာတော့တုံကတော့မိနစ်60မှာ ဂါဘရီယယ်မာတင်နယ်လီကဂိုးသွင်းပြီးတော့ကျွန်တော်တို့ဒါချယ်ဆီရဲ့ဘက်ကတော့ပက်ထရိုနီတိုရဲ့ဂိုးနဲ့ဝမ်ဝမ်းတည်းကြီးကြပြီးတော့ပြီးခဲ့တဲ့ပွဲပေါ့နော်ဆိုတော့အာဆင်နယ်ဟာလက်ရှိချယ်ဆီနဲ့စားလို့ရှိရင်အများကြီးပိုကောင်းတဲ့အသင်းပါဒါမျိုးလိုတိုက်စစ်ပိုင်းမှာတော့သူတို့ဒီအဆွေမရှိတဲ့ပြဿနာကပရီးမီးယားလိမှာတော်တော်လေးတော့ကြီးတယ်။ဒါတွေကိုအာတီတာဘလူးမျိုးပေါ့နော်။အဲ့ဒါအပြောင်းလဲတွေလောက်လာမလဲကျွန်တော်ကြည့်ရမယ်။ဆိုတော့ Chelsea နဲ့ Arsenal တို့မှာရော Chelsea နဲ့ပတ်သက်တာကိုကျွန်တော်ကြည့်ရအောင်။သူတပြင်းပေါ့နော်။ Injury ပြဿနာတွေကျွန်တော်စကြည့်ရအောင်။ Chelsea ဘက်မှာဆိုတော့ Arsenal ဘက်မှာဆိုလို့ရှိရင် တိုမီယာဆုတို့ဘူကာယိုဆာကာတို့ဟာဘတ်တို့ဂါဘရီယယ်ဂျေဆူးတို့ဘောနော်မပါနိုင်သေးတဲ့အခြေအနေမျိုးပါဆိုတော့မပါနိုင်သေးတဲ့အခြေအနေမျိုးဒါအပြင်အငှားလာကစားတဲ့အဲရာဟင်စတာလင်းကလည်းဒီနေ့ပွဲမှာကျွန်တော်ပါနေမှာမဟုတ်ဘူးဆိုတော့အာဆင်နယ်ဘက်မှာတိုက်စစ်ကပို့ပြီးတော့ရွေးချယ်စရာနည်းသွားပြီ။သို့တော်လည်းပဲမာတင်နယ်လီပြန်ပါမယ်။မာတင်နယ်လီတို့လီအန်နိုထရော့ဆာတို့လိုကစားမတွေရှိတယ်ဆိုတော့စနာဖော်ဝက်မှာတော့မယ်ရီနိုကိုပဲပို့ပြီးတော့မြင်ရနိုင်စွမ်းရှိသေးတဲ့အခြေအနေမျိုးပါ။အီတန်ဝန်နရီကလည်းတောင်းမှာမှာကျွန်တော်ပါနေတယ်ဝန်နရီနေနဲ့ ဒီ Thomas Tuchel ရဲ့အင်္ဂလန်လက်ရွေးစင်မှာလုံးဝမပါခဲ့ဘူးမပါခဲ့တော့ Ethan Winery အနေနဲ့ပေါ့နော်ကျွန်တော်တို့ okay ငါမှဘာတွေလုံးနိုင်စွမ်းရှိတယ်လဲဆိုတာဒီလိုပွဲမျိုးမှာပြမယ်ဆိုတဲ့ပုံစံမျိုးအချမ်းစီရခဲ့ရင်သူကစားပြမလားကျွန်တော်တို့ကြည့်ရမယ်ဆိုတော့ပေါ့နော်ဒါအပြင်ဒီ Chelsea ဘက်မှာဆိုလို့ရှိရင်တော့ Nicolas Jackson ကကာလာရှိလွဲနေတယ်ပြလို့ရှိရင် GU ပြလို့ရှိရင် Nonny Morioki အဲဆိုတော့ဒီလိုကစားမိုက်နဲ့ Mudrick တို့လိုမျိုး suspend ဖြစ်ထားတဲ့ကစားမိုက်တွေကထပ်ပြီးတော့ကျွန်တော်လွဲကြအောင်မယ် ဆိုတော့ဗောနော်ဒါကြောင့်လောစင်မှာဆိုလို့ရှိရင်မော်လီကူစတူရဲ့ကပတ်ကလည်း Chelsea ဘက်မှာပုံမှန်ပွဲကစားခွင့်ရမလားမရဘူးလားမသိသေးဘူးကြံ့ခိုင်မှုပြဿနာမပြေဘူးဆိုတော့တတိယနေကျွန်တော်ရှိထားလို့เนาะဒါအပြင် Wesley Fofana တို့เนาะ Reece James တို့ကလည်းကျွန်တော်နေတာပါပြန်ပြီးတော့ဗောနော်ကျွန်တော်ဒီပွဲထွက်လူစင်းနေမှာပါလာမယ့်အခြေအနေမျိုးပါဆိုတော့ Arsenal ရဲ့ပွဲထွက်လူစင်းဖြစ်နိုင်ခြေကိုကျွန်တော်ကြည့်ရင် David Raya ရှိမယ် Saliba ကျူရီဂျူရီယန်တင်ပါ Gabriel နဲ့ Lewis Scaley တို့လိုကစားမတွေဖြစ်ဖို့များတယ်အဲ ီတလီနောက်ခံလူကတော့ပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗျနော်ကာလာဖီယိုရီကတော့ကွန်းလယ်မှာသောမက်စ်ပါတီတို့ရိုက်စ်တို့အိုဒီကက်တို့လိုကစားမတွေပါလာဖို့များပြီးတော့တိုက်စစ်ကတော့ဒါအီဒန်ဝန်နရီရဲ့မာတင်နလီရဲ့ထရော့ဆာရဲ့ဆိုပြီးတော့ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီနေရာမှာမယ်ရီနိုကိုလည်းမြင်ကောင်းမြင်ရနိုင်ပြီမဲ့လေလို့ဒါဘယ်လိုပြောမလဲထရော့ဆာကို force 9ဖြစ်ထားပြီးတော့ နော်မာဒီနယ်လီကိုလက်ဖွင့်ကိုပြန်ပို့တာမျိုးလဲအပြောင်းလဲဖြစ်ကျွန်တော်မြင်ရနိုင်တယ်ပေါ့နော်ချယ်ဆီဘက်ကတော့ဒါဂိုဒမားဆန်ချက်စ်ပါမယ်နောက်တက်မှာရီစီဂျိမ်းစ်ရိုက်ဘက်မှာပြန်ပါနိုင်ပြီးတော့အာဖိုဖန်နာလီဗီကိုဝဲနဲ့ကူကယ်ရဒါလို့လိုမျိုး performance ကောင်းပြနေတဲ့ကစားမတွေပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ကွင်းလယ်မှာဆိုလို့ချင်းတော့ကိုင်စီရိုကြီးမယ်အန်ဆိုဖန်နက်ရှိမယ်။ဒါတိုက်စစ်၃ယောက်နဲ့ဒီကွင်းလယ်၄ယောက်တန်းမှာဆို၃ယောက်တန်းမှာဆိုရင်ဂျီဒန်ဆန်ချိုခိုးဖာမာပက်ဒီအန်ဂူဂူနဲ့ပက်ထရိုနေဒူတို့ပဲပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါကလည်းရှိချဲစီရဲ့ဖြစ်နိုင်ခြေလူစင်းမှာ โอเคဆိုတော့အသင်းရဲ့ကျွန်တော်ဒါဖောင်မနီကိုကြည့်ရရင်အာဆင်နယ်ရဲ့နောက်ဆုံးပရီးမီးယားလိ6ပွဲကိုကျွန်တော်ကြည့်အောင်ပရီးမီးယားလိနောက်ဆုံး6ပွဲမှာအာဆင်နယ်ဟာ3ပွဲပဲနိုင်ထားပါတယ်။တပွဲရှုံးပြီးတော့2ပွဲထိတည်ကြထားတယ်။ Nottingham Forest ကိုလာမသူဂိုးမရှိတည်ကြတာရယ်။ Manchester United ကို1-1တည်ကြတဲ့ပွဲရယ်ပေါ့နော်။ဒီပြိုင်ပွဲစုံအာဆင်နယ်ရဲ့နောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်2ပွဲပဲနိုင်ထားပါသေးတယ်။2ပွဲ3ပွဲတည်ကြပြီးတော့တပွဲရှုံးထားတယ်။ Chelsea ရဲ့ပရီးမီးယားလိနောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်3ပွဲနိုင်ထားပါတယ်။3ပွဲထိရှုံးထားပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး6ပွဲမှာတော့သူတို့၄ပွဲနိုင်ထားတယ်၂ပွဲရှုံးထားတယ်အဲ့ဒီ၄ပွဲထဲမှာ၄ပွဲဇက်တိုက်ကိုနောက်ဆုံးကနိုင်ထားတာဆိုတော့ Chelsea ဟာပို့ပြီးတော့ performance ပိုင်းရာအဆင်ပြေနေတယ်လို့ကျွန်တော် ပြောလို့ရတယ်ဒီထဲမှာ Conference League ကနေပြီးတော့ဗောနော်အနိုင်ရပြီးတော့နောက်တစ်ဆင့်တက်ခဲ့တဲ့ပွဲတွေလည်းကျွန်တော်ပါတာဗောဗျာဆိုတော့ဒီ Arsenal ရဲ့ဘက်ကတော့ Champions League မှာကျွန်တော်ဒီ PSV ကိုအပြတ်အသတ်အနိုင်ရပြီးတော့နောက်တစ်ဆင့် Quarter Final ကိုတက်အောင်ဆွမ်းဆောင်ခဲ့ပြီးတော့ Chelsea ကိုနော်သူတို့ရဲ့ statement performance မျိုးသူတို့ပြထားတယ် Chelsea တွေတော့ Emery ကမှသွားကစားမဲ့အချိန်မျိုးမှာဘယ်လိုမှန်ကိုမလွဲဘူးဆိုတော့ Chelsea နဲ့ပတ်သက်တာကိုကျွန်တော်ကြည့်ကြည့်အောင် Chelsea ကပြလက်ရှိ Arsenal နဲ့ Chelsea ရဲ့ဂျာတယ်မှာ6မှတ်လောက်ကွာပါတယ်เนาะ Arsenal နဲ့ Chelsea ဂျာတယ်မှာ6မှတ်လောက်ကွာတယ် Chelsea က Top 4ဒီသူတို့ရဲ့အဓိကရည်မှန်းချက်ပဲ Top 4ကိုသူတို့အမှန်ကန်ဝင်ဖို့ကြိုးပမ်းမှာဘာလို့လဲဆိုတော့ကျွန်တော်နားလည်ထားသလောက်ဆိုလို့ရှိရင် Conference League ကိုဘိုးဆွဲခဲ့ရင်တောင်မှ Europa League ပဲဝင်ခွင့်ရမှာ Conference League ပိုဆိုရင် Europa League ပဲဝင်ခွင့်ရမှာဆိုတော့ Top 4တဲကိုဝင်နိုင်ပြီဆိုလို့ရှိရင်တော့ Champions League ဝင်ခွင့်ရမှာဒါအပြင်ဥရောပပြိုင်ပွဲတွေမှာ Premier League ကလပ်တင်းတွေက performance ကောင်းနေပြနေတယ်ဆိုတော့ဒီဥရောပပြိုင်ပွဲအတွက်ဝင်ခွင့်9နေရာလောက်ထိ Champions League မှာရဖို့ရှိတယ် ဆိုတော့1 to 5 ठी ပေါ့နော် chance ရှိတယ်ဒါပေမဲ့လို့1 to 4ဟာ100%အတေချာဆုံးဆိုတော့ Chelsea ဒီအဆင့်လေးကိုထပ်ပြီးတော့ရော့ကြမှာသွားဖို့အမှန်ကန်ကြိုးပမ်းနေရတာဆိုတော့အဲ့လိုနေသားမျိုးမှာ Chelsea ကလက်ရှိအဆင့်9နေရာမှာရှိတဲ့ဒီ Manchester City နဲ့သူတို့ကြားမှာလည်းနှစ်မှတ်ပဲသူတို့ကွာတယ်အဆင့်6နေရာကပေါ့နော် Newcastle အခုအဆင့်9နေရာက Brighton နဲ့တော်မှသူတို့သုံးမှတ်ပဲကျွန်တော်တို့ကွာတယ်ဆိုတော့ Chelsea ဟာအချိန်မရွေးဆိုသလို1 to 5ရဲ့အပြင်ကိုရောက်သွားနိုင်စွမ်းရှိတယ် တတအပြင်အဝေးကွန်းကိုသွားကစားမဲ့ဒီလိုပွဲမျိုးမှာလည်းအချင်းကြီးကကောင်းမနေဘူးဆိုတော့ချယ်ဆီအတွက်အများကြီးအာယုံဆိုင်မှုအပြည့်နဲ့ကျွန်တော်ကစားလာမယ်ပွဲပါဒီလိုပဲအန်ဇိုမာရက်စကာရဲ့နီးစနစ်တင်တဲ့ပြိုင်ဘက်ကိုချင်းကက်တဲ့ပုံစံတွေကလည်းနောက်ပိုင်းမှာဝေဖန်ခြင်းစရာတွေကျွန်တော်ဖြစ်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီပုံသင်နီးကြီးပဲသူတို့အပြောင်းလဲလုပ်ဖို့မကြိုးပမ်းတာတိုက်စစ်ကယုံမဲ့ကမ်မဲနီကလက်ဂျက်ဆင်လိုကစားမမျိုးကျွန်တော်မရှိတာခူပါမာရဲ့ performance တွေကဖြည်းဖြည်းချင်းနဲ့ကျဆင်းလာတာပင်နေဒီတွေတော့မှမဝင်တော့တဲ့အခြေအနေမျိုးတွေတော့မှဖာမာစီကကျွန်တော်တွေ့နေရတာ เนาะဂျီဒန်ဆန်ဂျူရူဟာကျွန်တော်တို့ဒါဘလောက်မှကျွန်တော်တို့เนี่ยခြေစွမ်းပြပြီးတော့ကျွန်တော်ဒီ Chelsea ကိုအကျိုးပြုထားနေတာဒီမရှိတာဒါ၄ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Chelsea ကနောက်ဆုံးပွဲစဉ်ဒီမှာကစားမားရိစီကရောနီးပြစီကရောထူးထူးခြားခြားကြီးချီးကျူးရမယ့် performance မျိုးတွေ့မနေရသေးဘူးလို့ကျွန်တော်ပြောရမယ်ဆိုတော့ conference league ကိုကျွန်တော်တို့ကြည့်ရင်ဗျာဟိုထားပါတော့ Chelsea ရဲ့နောက်ဆုံးပွဲကိုကြည့်ရင်တို့ဒီ Copenhagen ကိုအိမ်ဝင်းမှာလက်ခံကစားပြီးတော့1-0ဆိုရဲရတဲ့နဲ့တို့နိုင်တယ် နှစ်ကြော်ပေါင်း3-1ဆိုတော့ရလနေတဲ့သူနောက်ဆင့်ကိုကျွန်တော်တက်တယ်ပေါ့နော်အဲ့ဒီပွဲမှာဆိုလို့ရှိရင်လည်းချယ်ဆီကကစားခဲ့တာတော့ကျွန်တော်မစိုးဘူးဗျာတော့မစိုးဘူးဆိုတာလည်းဒီကိုပင်ဟေဂင်ရဲ့ပွဲမှာတော့အဲ့လို performance မြင့်တဲ့နောက်ဆင့်တက်ဖို့ကတော့ချယ်ဆီပရိသတ်တွေအရင်ကတည်းကမျောလင့်ထားပြီးသားဖြစ်မှာပါအဲ့ဒီရှိမှဆိုလို့ရှိရင်လက်စတာကိုသူတို့1-9နဲ့ကိုပင်ဟေဂင်ကိုအဝေးကွင်းမှာ1-2နဲ့9နဲ့ဆောက်တန်တန်ကိုသူတို့တွေ4-9နဲ့ပေါ့ဆိုတော့နောက်ဆုံး၄ပွဲစတိုက်ချယ်ဆီက9ပွဲရထားတဲ့အသင်းမှာ ။နော်ဒါပေမဲ့လို့အဲ့ဒီတည်းမှာဆိုလို့ရင်သူတို့ကိုကောင်းကောင်းဒုက္ခပေးနိုင်မဲတည်းမှာဘယ်အသင်းမှမရှိခဲ့ဘူးပေါ့နော်။ဆိုတော့အဲ့ဒီရှေ့ကိုကျွန်တော်ဆက်ကြည့်လိုက်ရင် Aston Villa ကို2-1နဲ့ရှုံးတာမျိုး၊ Brighton ကို3-0နဲ့ဝေးခွင်းမှာရှုံးတာမျိုး၊ Brighton ကိုပဲအဲ့ဒီ FA Villa စရုပ်ထားဆင်မှာ2-1နဲ့ထပ်ပြီးတော့ရှုံးတာမျိုး။တမ်းမူရီကျွန်တော်တွေ့ရတယ် Manchester City ကို3-1နဲ့ရှုံးတာဘုံမောက်ကိုတူးတူးတည်ကြတာဆိုတော့သူတို့ကိုနည်းနည်းဒုက္ခပေးနိုင်ပြီဆိုတော့အသင်းနဲ့တွေ့တိုင်းမှာ Chelsea ဟာထင်သလောက်ထိရလဒ်တီကျွန်တော်ကောင်းလေးရှိမှထားဘူးလို့ကျွန်တော်ပြောရမယ်နောက်ဆုံးပြိုင်ပွဲတွေရ ဒါဟာမာရက်စကာနဲ့ချယ်ဆီအတွက်တော့တော်တော်လေးကိုစိတ်ပူစရာပါအဲ့ဆိုတော့ဒါအပြင်124နဲ့125ကိုဝင်ဖို့လေကျူပန်းမှာဖြစ်နေတဲ့အဝေးဝင်းဖြစ်ပြစေုံတော့ချယ်ဆီဒုက္ခပြနေဖို့မှန်ကန်ကျူပန်းမှာတစ်ဖက်ကအာဆင်နယ်ကိုကျွန်တော်တို့ကြည့်တော့လေသူတို့ PSP ကိုဒုတိယကြုံပါဗျာဒါကစားမားတွေအများကြီးအပြောင်းလဲလုပ်ပြီးတော့သူတို့ဒီတူတူတည်ကြခဲ့တာအဲဆိုတော့တချို့ကစားမားတွေအမှန်ကန်နားခဲ့ရတယ်ဆိုတော့ချယ်ဆီနဲ့ပွဲစဉ်ကစားဖို့အတွက် ready လို့ကျွန်တော်ပြောရမှာပဲအာဆင်နယ်ဘက်ကအဲ့ရှိမှလည်း United ကို1-1တည်ကြတယ် PSP ကို17နဲ့သူတို့ဒီ9နဲ့ နော်ဒီယန်ဖော်ရက်စ်ကိုဂိုးမရှိတည်ကြရတဲ့ဝက်ဆမ်ကိုအိမ်ဝင်းမှာ1-0နဲ့ကျွန်တော်ရှုံးနေလက်စတာကိုဝေးကွန်းမှာ2-0နဲ့မော်ရီနိုရဲ့2ဂိုးနဲ့ကျွန်တော်နိုင်တယ်နယူကာဆယ်ကို2-0နဲ့သူတို့သာ EFN ကမှာ2-0နဲ့သူတို့ရှုံးနေဆိုတော့ကျွန်တော်ကြည့်ရရင်လူပြမန်ချက်စတာစီးတီးကို5-1နဲ့အာပါတီးယားနိုင်ခဲ့တဲ့ပွဲတော့ရှိတာပေါ့လေဒါပေမဲ့လို့ပေါ့နော်နှစ်သင်းစလုံးဟာထင်သလောက်ထိတော့ကျွန်တော်ကောင်းမနေဘူးဆိုတော့အာဆင်နယ်ကိုကြည့်ရရင်လည်းခုနကကျွန်တော်ပြောသလိုပဲအာဆင်နယ်ဒီ DR ဒီပရီးမီးယားလိမ့်မှာ လီဗာပူးတင်းကိုအမှန်ကန်ဖိအားပေးပြီးတော့တိုက်တဲ့ချယ်လင်ဂျာအဖြစ်အမှန်ကန်ရှိခဲ့တဲ့အချိန်ကနေโอเคငါတို့တော့ top 4တော့တွင်မှာပဲ Champions League ဝင်ခွင့်လောက်ပဲရအောင်ကျူးပန်းရတော့မယ်ဟိတ်ဆိုတဲ့ပုံစံမျိုးတိပြောင်းလဲသွားပြီအဲ့လောက်ထိဒဏ်ရာပြဿနာတွေအများကြီးကြုံခဲ့ရရင်ကနေပြီးတော့ Arsenal ဟာအည်တွေးတွေအများကြီးကျသွားတာရလက်တွေအများကြီးကျသွားတာဂိုးသမားတပိရောရာပြောစရာမလိုဘူးနောက်တန်းပြောစရာမလိုဘူးကွင်းလေပြောစရာမလိုဘူးဒါပေမဲ့တိုက်စစ်ကကျတော့တော်တော်ကိုဘာအစွဲမှမရှိတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်သွားတာ ထပါတော့ဗျာနောက်ဆုံးကစားခဲ့တဲ့တပါတော့ဒီ PSV တို့ပိုင်းနဲ့ပွဲမှာဂိုးသွင်းတာတွေ Raheem Sterling တောင်မှဗျာ Man of the Match ရတယ်ဆိုတော့စဉ်းစားကြည့်ပြိုင်ဘက်ဘယ်လောက်တိုင်ပတ်တယ်လဲဆိုတာဟုတ်တယ်မလားဆိုတော့ Sterling ကလည်းဒီပွဲမှာအဲ့ဒီအငှားဖြစ်တဲ့တူလည်းမပါဘူး Chelsea နဲ့ပြန်တွေ့ရမယ်ဆိုတော့ဒါကြောင့်ဗောနောကျွန်တော်အနေနဲ့ Chelsea နဲ့တွေ့ရမယ်ပွဲမှာ Arsenal ဒီစိတ်ပူစရာအကောင်းဆုံးဒီတိုက်စစ်ပါကြည်ညမှာ Ethan Wanery တို့ဗနော် Martinelli တို့ Leandro Trossard တို့လောက်ပဲ၃ယောက်ပဲရှိတဲ့တိုက်စစ်မှာ Chelsea ကအိုက်တိုက်စစ်နဲ့ပဲသူတို့အဆင်ပြေအောင်ကျူးပန်းမှာ အိုက်တိုက်စစ်နဲ့ပဲအမှန်ကန်ကျူးပန်းမှာပဲဒဏ်ရာပြဿနာတွေတဲချောင်းနဲ့ယုံကင်နေရပြီးတော့ injury ပြပါလေဒီကြံ့ခိုင်မှုအပြည့်မရှိတဲ့ပုံစံမျိုးမိနစ်90အပြည့်မကစားရသေးတဲ့ Reece James တို့လိုနောက်တန်းတွေကို Trouser ပဲဖြစ်ဖြစ် Martinelli ပဲဖြစ်ဖြစ်ဘသူကဒုက္ခပေးနိုင်မှာလဲပေါ့ဝင်လေကလည်းပဲကျွန်တော်တို့အနေနဲ့ Martin Odegaard စီကနေပြီးတော့ detail ပို့ပြီးတော့ twin goal တွေဖန်တီးမှုတွေအများကြီးကျွန်တော်မြင်ရဖို့လိုပါတယ်။ Odegaard ဟာအသင်းကောင်းဆောင်မှာအသင်းလိုအပ်နေတဲ့အချိန်မှာ ကျွန်တော်အနေနဲ့ဒါ performance တွေကို deliver လုပ်ပေးနိုင်မှုကျွန်တော်လိုတယ်။ Rice က performance ကောင်းနေပြီပြန်ပြနေပြီ။နောက်တန်းနဲ့ Goodma ကပြောစရာမလိုဘူးဆိုတော့ Chelsea ကိုအိမ်ကွင်းမှာ Arsenal ဘယ်လိုမှအမှတ်ရလို့မဖြစ်ပါဘူး။ခုနကပြောသလိုပဲ top 4တော့အတွင်းမှာ Arsenal စိတ်ချလက်ချဖြစ်အောင်ကြိုးပမ်းမှာတကယ်လို့ဒီပွဲသာ Chelsea ကိုသူတို့ရှုံးကရင်သုံးမှတ်ပဲကွာတော့မှာ Chelsea နဲ့သူတို့ကြားထဲမှာဒါဘယ်လိုမှအဆင်မပြေဘူးဗျာ။ဆိုတော့အခုလက်ရှိက Liverpool တင်းကိုကျွန်တော်အနေနဲ့ဖိအားပေးတဲ့အချိန်ကြီးကနေဘယ်လိုပြောမလဲ Chelsea ဖိအားပေးတာခံရတဲ့အချိန်မျိုးကိုကျွန်တော်ဖြစ်သွားပြီ Arsenal က ဒါကြောင့်မနော်ချယ်ဆီကလည်းပဲအဓိကပြိုင်ဘက်ဒီမဟာပြိုင်ဘက်မြို့ခံပြိုင်ဘက်ဖြစ်တာရဲ့တော်ဖို့တို့တွေမှာတေချာပေါက်ဝင်ဖို့အတွက်ကျူးပန်းမှာရဲ့အချိန်မီဝေးဟိုအဆင့်6နေအဆင့်9နေကိုရောက်သွားနေတဲ့ရှိတာရဲ့ကြည့်ရင်အာဆင်နယ်ကွင်းမှာသူတို့ရှုံးလို့မရဘူးကျွန်တော်ကတော့ဗောနော်အင်ရှင်အာတာချက်ရှိတာရဲ့တိုက်စစ်လောက်ပဲအားနေတာရင်ဆိုတော့အာဆင်နယ်ဘက်မှာပဲကျွန်တော်ကတော့အချိန်ကြီးကောင်းနေမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ချယ်ဆီဘက်ကတော့ကိုပါမာတို့ခြေသွမ်းပြန်ပြနိုင်တဲ့ပက်ထရိုနေတို့ပြန်ပြီးတော့ကောင်းနေတယ်ဆိုလို့ရှင်တော့ ိုက်စစ်ကမျောလင့်စရာရှိတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့ဒီပွဲကတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဂိုးတွေတွင်းကြမဲ့ပွဲမျိုးလို့ကျွန်တော်မထင်ဘူးဆိုတော့ချင်းမြောင်းနဲ့ရလက်တီနဲ့ပဲနိုင်ပွဲယူဆောင်သွားကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ Chelsea တွက်ကပေါ့နော်အိမ်ကွင်းမှာတည်ရပဲကြတာတော့အာဆင်နယ်ကွင်းကိုလာကစားတဲ့အခါမှာဒုက္ခပေးနိုင်မလားကြည့်ရမှာပေါ့ဗျာဆိုတော့ညီကတို့နေနေရောဘယ်အသင်းကဘလူရလက်ထွက်အောင်ဆွမ်းဆောင်သွားနိုင်ကြလိမ့်မယ်လို့ကျွန်တော်ထင်ကြပါတယ်ဆွနေရပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်